ဘုရဘူးရာဟုသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့အတွက်တပတ်စာသေးတော့ကဟောပြောပေးသွားပါမယ်ဒီတစ်ပတ်တာမှာဘုရဘူးရာဟုသာသမီတွေကံအလွန်ကောင်းတဲ့အနေအထားဖြစ်တယ်လို့တတ်တယ်ဝင်ငွေတွေစားတဲ့သဘောပို့ပြီးတော့တိုးပွားမယ်အနေအထားရရှိမယ်အနေအထားကိုကြုံတွေ့ရမှာဖြစ်ပါတယ်အလုတ်ကိုင်းဒီမှာမိမိအနေနဲ့ ညံ့နေတဲ့ကိစ္စတွေမှာပြန်လဲပြီးတော့ကောင်းမွန်လာခြင်းတိုးတက်လာခြင်းတွေဖြစ်ပါလိမ့်မယ်အလောက်ကန်တိုးချဲ့မဲ့ကိစ္စတွေဆိုပို့ပြီးတော့အဆင်ပြေခြင်းအရာထင်ခြင်းအောင်မြင်ခြင်းဖြစ်ပေါ်ပါလိမ့်မယ်မိษွေအနေနဲ့အလုံးမရှိဘူးအေးသေးဘူးအလုံးရှာနေတဲ့အလုံးအနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဖြစ်နေတဲ့ဆိုရင်ဒီတပတ်တာကာလမှာကျင်းဒီပေါကံကောင်းမှုရရှိခြင်းအလုံးရှာပွေရဒါလွယ်ကူခြင်းတွေဖြစ်ပေါ်လာတော့မှာဖြစ်ပါတယ်ထို့နောက် မိတ်ဆွေအနေနဲ့အခြေရေးတွေကိစ္စတွေနဲ့ပတ်သက်လာရင်တော့အလင်းအကောက်ကိစ္စမျိုးတွေကြုံတွေ့ရနိုင်တယ်လို့အခြေရေးနဲ့ပတ်သက်ပြီးတော့စိတ်ကျဉ်းနှံမှုမရရှိတဲ့ကိစ္စမျိုးဖြစ်ပေါ်ပါလိမ့်မယ်အဆင်ပြေတယ်လို့လို့နဲ့အဆင်မပြေတဲ့ကိစ္စမျိုးတွေပေါ်ပေါက်လာတာတွေဖြစ်ပေါ်ပါလိမ့်မယ်ဝေးကြီးနဲ့မတ်သက်ပြီးတော့မတအားကန်ကောင်းနေတဲ့ဝေးကြီးလက်လက်ပတ်တွေပွင့်လန်းနေတဲ့အနေအထားဖြစ်ပါတယ်ထို့နောက် မိတ်ဆွေအနေနဲ့အဆောက်အဦကိစ္စတွေအိမ်ကိစ္စတွေနဲ့အပြောင်းရွှေ့ကိစ္စတွေဒါတွေကလည်းအဆင်ပြေမဲ့အနေအထားဖြစ်ပါတယ်အလောက်ကံအပြောင်းရွှေ့ကိစ္စတွေမှာဆိုရင်ဒီတပတ်တာကာလဟာအကောင်းဆုံးကိုယ်အတွက်ကံအရှိဆုံးအချိန်ကာလဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်ထဲမှာမိတ်ဆွေအနေနဲ့လက်ဆောင်ရစီစဉ်လက်ဝတ်လက်စားနဲ့ပတ်သက်ပြီးတော့ပြုလုပ်ဖို့ရည်ရွယ်ထားတဲ့ကိစ္စတွေအောင်မြင်ခြင်းဖြစ်ပေါ်ပါလိမ့်မယ်ထို့နောက်ခရီးကိစ္စနဲ့ပတ်သက်တာနိုင်ငံရေးကြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိစ္စတွေ ကတခဏညံ့နေပါလိမ့်မယ်လာမဲ့တပတ်သားမှာအညံ့ထဲကအညံ့ဖြစ်နေတဲ့အတွက်ကြောင့်မို့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စအရေးကြီးကိစ္စတွေငွေကြေးနဲ့ပတ်သက်ပြီးတော့လောက်ရမယ့်ကိစ္စတွေဆိုအထူးသတိထားစေလိုပါတယ်ခင်ဗျာအယောင်းဝယ်ကိစ္စတွေနဲ့ပတ်သက်လာလို့ရှိရင်အယောင်းဝယ်တွေကတော့ကောင်းမွန်ပါလိမ့်မယ်အကျိုးအမြတ်တွေရရှိမှာဖြစ်ပါတယ်ဆက်သူရှယ်ယာကိစ္စတွေအောင်မြင်ပါလိမ့်မယ်ထို့နောက်ဘိုးရိုးရာဟုသားသမီးတွေဒီတပတ်ထဲမှာ ကျမ်းမာရေးအနေနဲ့ကတော့ခါအောက်ပိုင်းကျမ်းမာရေးညံနေတက်ပါတယ်ထို့နောက်မိတ်ဆွေသည် ဝန်ထမ်းနေဖြစ်တယ်ဆိုလို့ရှိရင်တော့ဝန်ထမ်းအလုတ်ကင်တွေဟာဒီတပတ်တာကာလမှာအနောက်ရှက်အနေငယ်ပေါ်ပါလိမ့်မယ်အတိုက်ခံရန်လေးတွေရှိပါလိမ့်မယ်သို့ပေမဲ့မိတ်ဆွေအနေနဲ့ယာရူးကိစ္စနေရအပြောင်းအရွှေ့ကိစ္စတွေတော့ကောင်းသောပြောင်းလဲခြင်းတွေရရှိခြင်းတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်တပတ်တာလုံးအတွက်မိတ်ဆွေရဲ့အညက်ခိုက်တာတွေတက်တာ ပျောက်ကင်းတယ်ဆိုပျောက်ကင်းစေခြင်းနဲ့စင်အတောင်ပါတဲ့တတဝါလွတ်ချင်းအစာကျွေးခြင်းပြုလုပ်ခြင်းအပြင်ကံနေစတဲ့သဘောကောင်းပါလိမ့်မယ်ကြီးစိုးတဲ့ခဏန်းကတော့၄၃ညခဏန်း